းနှလုံးပေါ်၌ရေးထားသောစာလူအပေါင်းတို့သိ၍ဖတ်တတ်သောငါတို့စာဖြစ်ကြသည်အဘေသောဤဟူမူကားတင်တို့သည်မင်းနှင့်ရေးထားသောစာမဟုတ်အသက်ရှင်တော်မူသော ဖရာသခင်၏ဝိညာဉ်တော်နှင့်ရေး၍၎င်းကြောက်ပြားပေါ်၌မရေးဘဲအသားနှင့်ပြည့်စုံသောနှလုံးသားနှလုံးပြားပေါ်၌ရေး၍၎င်းငါတို့ပြုစုသော ကရစ်တော်ဤစာထေရှားစွာ ဖြစ်ချည်နောက်နောက်ကပတော်ဒီကနေ့ရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေတော့ရှင်ပေါလုကပါပြောတယ်လေဆိုတော့ကောရင်သူအသင်းတော်ကိုစာရေးတဲ့အခါမင်းတို့ကကရစ်တော်ရဲ့စာတွေဖြစ်တယ်တဲ့ဘယ်လိုစာလဲလူတွေကမင်းတို့ကိုမြင်တဲ့အခါမှာတဲ့ကရစ်တော်ကိုဖတ်တယ်လို့ကရစ်တော်ကိုနားလည်ဖို့ရအတွက်ဖတ်လို့ရတဲ့အသက်ရှင်တဲ့စာသားတွေဖြစ်တယ်ဟာလေလုယာဟာလေလုယာ နော်မင်းနဲ့ရေးထားတဲ့စာမဟုတ်ဘူးတဲ့ခရစ်တော်ရဲ့အသွေးတော်နဲ့နှလုံးသားကြောက်ပြပေါ်မှာနှလုံးသားပြပေါ်မှာရေးမှတ်ထားသောစာတွေဖြစ်တယ်အဲ့ဒီစာတွေကျွန်တော်တို့အသက်တာမှာနော်လူတွေမြင်အောင်အသက်ရှင်လာတဲ့အခါမှာခရစ်တော်ရဲ့အလိုတော်နဲ့ညီအသက်ရှင်လာတဲ့အခါမှာလူတွေကခရစ်တော်ဆိုတာဘယ်သူလဲလို့မေးလာတဲ့အခါမှာ နော်ယုံကြည်သောသူတွေကိုချီးကျင်းအားဖြင့်ဩခရစ်တော်ဆိုတာဒီလိုပါလားဆိုပြီးတော့ကျွန်တော်တို့ကိုစာအုပ်လို့ဖတ်တဲ့အခါမှာနော်စာအုပ်ဖုံးကောင်းတာပဲမဟုတ်ပဲနဲ့အတွင်းထဲမှာရှိတဲ့စာသားတွေကသူတို့ဖတ်တဲ့လူတွေအတွက်အသက်ရှင်သောစာဖြစ်ဖို့ရန်အတွက်သင်နဲ့ကျွန်တော်ကိုခရစ်တော်ရဲ့စာလို့နှုတ်ကပတ်တော်ကမေ့ထားတာဖြစ်တယ်။ဘေးကလူပြောသင်ဟာခရစ်တော်ရဲ့စာဖြစ်တယ်။ဟာလေလုယာ။အာမင်။ မြန်မာစကားပုံရှိတယ်စီကန်းဒီလူတံဘိုးစီကန်းရှိမှတိုးတက်မယ်ဒါမြန်မာစကားပုံရှိတယ်ဒါမဲ့အဲ့လိုစကားပုံရှိလို့လဲတိုးတက်သလားဆိုရင်တော့စီကန်းမရှိဆုံးနိုင်ငံဖြစ်နေတယ်နော်စီကန်းဆောင်ပုံရှိုံနဲ့လူကတိုးတက်လားလိုက်နာမှတိုးတက်မှာလေ စီကန်ရှိမှတိုးတက်မယ်စီကန်ဒီလူဤတန်ဖို့ဘယ်တော့ပဲဆိုင်းဖို့ကြီးကြီးမှာပဲတတ်တတ်ဘယ်လို TV မှာပဲဖွင့်ဖွင့်ဘယ်လိုမှာပဲဘယ်နေရာမှာပဲကြော်ညာကြော်ညာဘယ်လောက်ထိလူတွေကအဲ့ဒီကြော်ညာကိုပဲနေ့တိုင်းမြင်ရမြင်ရအချိုးမရှိဘူးမြင်ရတဲ့လူကအဲ့ဒီစီကန်နဲ့အသက်ရှင်ပြီးတော့ဆုံးဖြတ်ခြင်းနဲ့တွာလာမှနိုင်ငံတနိုင်ငံလုံးတိုးတက်မှာပေါ့အာမင်စီကန်တော့ဆိုင်းဖို့ပေါ်မှာရှိသလားမမင်းနဲ့ ဒါမဲ့လူတွေထဲမှာစီကန်းရှိလားမရှိဘူးကျွန်တော်တို့မြန်မာလူမျိုးတွေမြန်မာပြက်လာတဲ့လူတွေစင်ကာပူရောက်မှကွန်းသွေးတွေလေကထစ်ပေါ်မှာတွေ့ရတယ်တဲ့မလေးရောက်မှဗမာတွေရောက်မှတဲ့သူတို့ပြောတာဗမာတွေရောက်မှ လေကထစ်တွေပေါ်မှာကွန်းသွေးတွေစိုးနေတဲ့အရင်တော့ဗမာတွေမလာခင်တော့မရှိဘူးတဲ့အခုလေအဲဒီလိမ့်မှာရောင်းရဆုံးက900တဲ့ကျွန်တော်ကြားရတာ ယုံကြည်သူတော်တော်များများကဒီအတိုင်းပဲကဲတင်ခြင်းမရခင်တုန်းကသူ့ရဲ့အနေထားအတိုင်းကဲတင်ခြင်းရပြီးပြောင်းလဲလာပြီးတဲ့ခါမှလည်းအဲ့ဒီစီကံမရှိတဲ့အသက်တာတွေနဲ့ဆက်လက်အသက်ရှင်တဲ့ခါမှလူတွေကကြည့်တဲ့ခါမှဖျားဘုံတော့မထင်ရှားဘူးဒါဆိုရင်ပြောင်းလဲတဲ့လူနဲ့မပြောင်းလဲတဲ့လူဘာကွာလို့လဲမေးเสียရှိလာတယ်ဘာကွာလို့လဲ ွာချားမှုရှိကိုရှိရမယ်လက်ခုပ်တီးအောင် praise the lord ရှိကိုရှိရမယ်ခင်ဗျားဩစတြေးလျနိုင်ငံမှာနေတဲ့အတွက်ကြောင့်ဘာကွာချားသွားတယ်လဲခင်ဗျားရဲ့ခွင့်ရေးတွေကွာချားသွားတယ်ဒါပေမဲ့အဲ့လိုအခွင့်ရေးရနေပြီမဲမြန်မာပြည်မှာရှိတော့မှဒီလောက်အခွင့်ရေးမရခဲ့ဘူးဩစတြေးလျနိုင်ငံမှာရောက်လာတဲ့အခါမှာအခွင့်ရေးကစူးစမ်းရင်စူးစမ်းသလောက်စီကန်းရှိရင်စီကန်းရှိသလောက် တကားဖွင့်ထားပြီးသားဖြစ်တယ်။ဒါမဲ့ကျွန်တော်တို့မြန်မာပြည်လိုပဲစားတာတောက်တာစီကမ်းမရှိဘူးအိတ်တာထတာစီကမ်းမရှိဘူးပြောတာဆိုတာစီကမ်းမရှိဘူးเนาะစိတ်တွေသဘောထားလည်းမပြောင်းလဲဘူးเนาะအောင်မြင်မဲ့လူရှိရှုပ်ချဖို့ပဲအောင်မြင်လဲလူဆွဲချဖို့ပဲအဲ့ဒီစိတ်ဓာတ်တွေ ਨੇ ဒီနိုင်ငံမှာစ조사မယ်เนาะတိုးတက်မယ်ကြံစီမရဘူးမိတ်ဆွေမရဘူးမိတ်ဆွေ ။ Australia နိုင်ငံမှာ Australia ရဲ့ attitude စိတ်နေသဘောထားနဲ့လုံမှသာလဲအောင်မြင်ခြင်းရမှာဖြစ်တယ်။မြန်မာနီးမြန်မာဟန်သုံးလို့မရအောင်ဒီမှာ။ဒါကြောင့်မြန်မာပြည်ကဇာတိသဘောမြန်မာပြည်ကနီးယာမတွေကိုမြန်မာပြည်မှာထားခဲ့ပြီးတော့ Australia ရဲ့ယဉ်ကျေးမှုနဲ့ Australia နီးယာမတွေကိုယ့်အတွက်ကြိုးရှိမဲ့ຢာတွေကိုဒီနေ့စတင်ပြုပြင်ပြောင်းလဲခြင်းအားဖြင့်အသုံးပြုမှသာလဲကျွန်တော်တို့လည်းသူတို့နဲ့ယဉ်ပေါင်းတန်းနိုင်မှာဖြစ်တယ်လို့ ခရစ်တော်နိုင်လေထိုနည်း၎င်းပဲအရင်တော့ဆာတန်ရဲ့လက်အောက်ထဲမှာရှိနေတဲ့ချိန်တုန်းကနေချင်းသလိုနေခဲ့တဲ့ဇယိုက်တွေနဲ့ခရိယာဖြစ်လာပြီးတော့ယုံကြည်သူဖြစ်လာတဲ့အခါမှာနေချင်းသလိုနေတဲ့အသက်တာကလူတွေဖတ်တဲ့အခါမှာခရစ်တော်မမြင်ဘူးခရစ်တော်မမြင်ဘူးပုံသက်သေမဟုတ်ဘူးတင်းနဲ့ကျွန်တော်ဒီလူတွေဖတ်တော့အသက်ရှင်တော့စာအုပ်ဖြစ်တယ်လို့ခေါ်တည်အောင် praise the lord hallelujah ဥပဒီပေါင်ထဲမှာတော့ခမည်းကြိုက်တလို့နေပါလွတ်လွတ်လပ်လပ်ဒါပေမဲ့ဥပဒီတော့မကျော်ပါစေနဲ့အဲအဲ့ဒါဩစတြေးလျရဲ့တန်ဖိုးဖြစ်တဲ့စီကန်ဆိုတာကလိုက်ဖို့ထုတ်ထားတာဥပဒီဆိုတာလိုက်ဖို့ထုတ်ထားတာချိုးဖောက်ဖို့ထုတ်ထားတာမဟုတ်ဘူးဒါကြောင့်ဒီကနေ့ဒီနိုင်ငံနဲ့တိုးတက်တယ်ဆိုတာကပွင့်လင်းမြင်သာမှုဥပဒီထဲမှာပွင့်လင်းမြင်သာမှုရှိတယ်ကုမ္ပဏီတွေဆိုရင်လည်း ကြိုက်တဲ့ချိန်စရင်စစ်လို့ရတယ်လူတယောက်ရဲ့ဝင်ငွေထွက်ငွေကိုလည်းကြိုက်တဲ့ချိန်စစ်ဆေးခွင့်ရှိတယ်ဆရာပြောချင်တာကစီးစနစ်အရှိဆုံးကလေဩစတြေးလျာ USA တွေလို့ထင်ကောင်းထင်မယ်တော့မဟုတ်ဘူးဖယားသခင်က စီးစနစ်အရှိဆုံးလက်ခုပ်တီအောင် praise along ဖယားသခင်ကစီးကအရှိဆုံးဖယားသခင်ဖြစ်တယ်ဒါကြောင့်ဖယားကိုကျွန်တော်လက်ခံတဲ့အခါမှာ ဖယားရဲ့စာနမူနာစာနှုတ်ပေတံကိုလည်းကျွန်တော်တို့ကယူရတာယေရှုကိုငါရဲ့အသက်သခင်ကယ်တင်ရှင် ဖြစ်နေငါလက်ခံလိုက်ပြီလို့ပြောတဲ့အခါမှာတင်းရဲ့ပိုင်ရှင်နဲ့တင်းရဲ့ boss ကပြောင်းသွားတာလောကကနေကောင်းကင်ဘက်ကိုရွှေ့လာတဲ့အခါမှာခရစ်တော်ရဲ့နိုင်ငံနဲ့ဆက်ဆိုင်တဲ့စာနှုန်းနဲ့တွားရတော့မှာ ဩစတြေးလျမှာနေဩစတြေးလျဥပဒေလိုက်လိုက်မလိုက်လိုက်မလိုက်ချင်လဲလိုက်ရမှာပဲမလိုက်ချင်ဩစတြေးလျနေထွက်သွားဖယားရဲ့နိုင်ငံတော်ထဲမှာဝင်တဲ့အခါမှာဖယားရဲ့ဥပဒေသားစီကံမလိုက်လို့မရဘူးစီကံနဲ့မတွာလာလို့မရဘူးဒါကြောင့်တမန်ကျမ်းစာမှာနော်ဘယ်လိုဝတ်ရမလဲဘယ်လိုစားရမလဲဆိုလောက်တဲ့အထီး နောက်ကပတ်တော်ကအတိအလင်းကိုပြောထားတာနော်ကျွန်တော်တို့လိုက်တာမလိုက်တာပဲကွာတယ်ဒါကြောင့်ကိုယ့်ရဲ့ဝတ်စားစီမှုပေါ်မှာအထူးတတိထားဖို့ရန်အတွက်အမျိုးသမီးတွေနောက်ကပတ်တော်ကအထူးပြောထားတယ်နောက်ကပတ်တော်ကြောင့်ကြည့်တဲ့အခါမှာယစ်ဘရဟိတ်တွေလည်းယစ်ဘရဟိတ်အနေနဲ့ဖယားရဲ့တဲတော်ထဲမှာဘိမှန်တော်ထဲမှာဝင်တဲ့အခါမှာအလကားဝင်လို့မရဖယားတတ်မှတ်ထားတဲ့ဝတ်စုံ ရင်ဘက်မှာလှုပ်ရမယ်ကြောက်ပဒမားတွေအဆုံမတက်ပဲနဲ့ခပတ်မစည်းပဲနဲ့အော်ခေါင်းပေါက်မပေါင်းပဲနဲ့ဝင်လို့မရဝင်ချင်တိုင်းဝင်လို့မရဘူးတဲတော်ထဲမှာမိမှန်တော်ထဲမှာအခုကျွန်တော်တို့ကငါတို့ကယစ်ပရဟေမျိုးဟေးဆိုပြီးတော့ကြိုက်တယ်လို့နေကြတယ်ကြိုက်တယ်လို့ဝတ်စားစီရင်ကြတယ်အရင်တော့ယစ်ပရဟေတွေအဲ့လိုလုပ်လို့မရဘူး ရှင်ဘရင်မှာလဲရှင်ဘရင်နဲ့တင့်တော်တဲ့တတ်မှတ်တဲ့စီကံအရာဝတ်စားစင်မှုရှိတယ်လို့အာမင်ယတဲ့နေဘုံကြီးတွေမေတီလာတွေစစ်သားတွေထောင်ထဲမှာလဲထောင်အဝတ်ရှိတယ်နေရတိုင်းနေရတိုင်းမှာ သူ့အဝတ်နဲ့သူသူ့စီးနဲ့သူရှိတယ်အာကစားသမားတွေလဲဒါတွေနဲ့တွားကစားလို့မှမရတာ 斯达玛斯达威送西的，汤达玛汤达西的，阿格萨玛阿威西的，公司 airline 我做生意的，柬埔寨版嘛，柬埔寨我做生意的，新加坡 airline 我做生意的，马来西亚嘛，马来西亚 airline，西的，土耳其那的土西的，大家看我话真不？我话真不？我话偏不？我话偏不？我老大会阿曼索苏雷普子内。 တွားချင်တဲ့ယုံကြည်သူတွေတချို့ရှိတယ်။နောက်ကပတော့ဘာပြောတယ်လဲဆိုတာထက်ငါဘာလုပ်ချင်တယ်လဲဆိုတာပူဦးစားတဲ့ပူဦးစားပေးတဲ့ယုံကြည်သူတွေရှိတယ်။လုပ်ချင်တယ်လို့လုပ်ခွင့်ရှိပေမယ့်နောက်ကပတော်ကတင်တော့ဒီစားတော်၎င်းနော်။တောက်တော်၎င်းမြေကြီးအမှုကို ပြုတော်၎င်းဖယားသခင်ဤဘုန်းတော်ကိုထောက်၍ပြုချလော။လုံးလုံးမရဘူးမဟုတ်ပါဘူးညီကိုမမတို့ ဒါမဲ့တင့်တော်မတင့်တော်ဖခါကစင်ချင်းတုံတရားပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဖခါဘုံတော်ရှုတ်ချစရာဖြစ်မယ်ဆိုရင်ငါမလုပ်ဘူးဆိုတဲ့ဖခါရဲ့စီကံကိုလိုက်နာခြင်းသောနှလုံးသားဖခါရှင်ပြင်ဆင်ပေးပါစေ။ဟာလေလုယာ။ဟာလေလုယာ။အာမင်။ဒါကြောင့်တချို့လူတွေကငါပြောချင်တာငါပြောမယ်။နော်။ငါပြောတာနော်။လက်ခဏမလက်ခဏကိစ္စမရှိဘူး။ငါပြောချင်လို့ငါပြောတာမဟုတ်ဘူးမိတ်ဆွေ။ သူများအတွက်အကျိုးမရှိမပြောတာကဖယားမို့တော်ဆောင်းနေတာနော်ခင်မြတ်ပြောလိုက်မှသူများထိမိလဲစရာဖြစ်သွားရင်ခင်မြတ်ဖယားမို့တော်ဆောင်းမဟုတ်ဘူးလူတယောက်ဖယားမြင်ဖို့ကိုကာလိုက်တဲ့လူတွေကတခြားလူတွေမဟုတ်ဘူးတပည့်တော်တွေပဲကာနေတာယေရှုနောက်လိုက်ခြင်းနဲ့ကလေးတွေကိုဘယ်သူကသားစီးနေလဲ တမဲတော်တွေပဲသားစီနေတာခါလေးချက်ကျွန်တော်တို့ကယုံကြည်သူလို့ပြီးတော့လူတွေဖះเจ้าလာဖို့လူတွေခရစ်တော်နဲ့တွေ့ဖို့လူတွေမျက်မှောက်တော်ထဲမှာတိုးဝင်ဖို့သားစီနေတာကကျွန်တော်တို့ကိုယ်တိုင်ဖြစ်နေတတ်တယ်စင်ချင်နိုင်ဖို့ကျွန်တော်ပြောတာပါဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေရဲ့ဝတ်လုံကဘာဖြစ်မလဲကျွန်တော်တို့ကျွန်တော်တို့ရဲ့ uniform ကဘာဖြစ်မလဲနော်ဒီလိုဝတ်မှဖရားလက်ခံမယ်လို့လည်းကျွန်တော်ပြောနေတာမဟုတ်ဘူးယုံကြည်သူတွေကဘာဝတ်တယ်လဲဆိုအဓိကမဟုတ်ဘူး ကျွန်တော်တို့ဝတ်ရမယ်ဝတ်ယုံဖျားပေးထားတဲ့ဝတ်ယုံကဖြောင်းမှချင်းဝတ်လုံဖြစ်တယ်လက်ခုတ်တီအောင် praise လာအဲ့ဒီဖြောင်းမှချင်းဝတ်လုံကကျွန်တော်တို့ကိုဘာဝတ်တင်မဝတ်တင်ကျွန်တော်တို့ကိုတွင်တင်ပေးมาဖြစ်တယ်အဲ့ဒီဖြောင်းမှချင်းဝတ်လုံကဖျားမျက်နာထိမထိဖျားရဘုံတော့ထိမထိတင်ပေးมาဖြစ်တယ်လူတယောက်ရဲ့ဖြောင်းမှချင်းဝတ်လုံဝတ်စင်တဲ့နေရာမှာမတင့်တော်တဲ့အနေထားမရှိဘူးကြည်နေရင်ကိုစက်တည်ရှိနေရမယ်ကြည်နေရင်ကို ဟိုအယူတည်ရှိကိုရှိနေရမယ်။ဒါဆိုဘယ်လိုဝတ်စားစင်ရမလဲဆိုတာတဲ့ဖြောင်းမှခြင်းဝတ်လုံအားဖြင့်တွာလာမယ်ဆိုရင်ဂုံအင်ဒရီရမှာဖြစ်တယ်။အာမင်။အာမင်ရှုပ်ချခြင်းကနေလွတ်သွားမှာဖြစ်တယ်။ညီကောင်မောင်မတို့တချို့လူတွေကကြိုက်တယ်လို့နေမှလွတ်မြောက်တယ်ထင်တာလေ။ကြိုက်တယ်လို့နေတာလွတ်မြောက်မှုမဟုတ်ဘူးလွတ်လပ်မှုမဟုတ်ဘူး။ဖျားနေစီခြင်းတဲ့တိုင်းနေတာက တကယ်ဖျားရဲ့လွတ်မြောက်ခြင်းကိုခံစားရတာ။ဟာလေလုယာ။ စီးမရှိကမ်းမရှိဘဝပြတ်တဲ့လူအများကြီးရှိတယ်စီးရှိလို့မိဘစကားနားထောင်မိလို့ပုံမှန်စက္ကလို့အောင်မြင်သွားတဲ့လူပဲရှိတယ်စီးမရှိကမ်းမရှိနော်ကြိုက်တယ်လို့နေတယ်လို့အောင်မြင်တယ်လို့တရားမှမရှိဘူးတရားမှမရှိဘူးဒါကြောင့်လူတော်တော်များများကအာကျွန်တော်ဖတ်တဲ့စာတစ်ခုထဲမှာကိုမလုတ်ဘဲနဲ့ရတဲ့ပိုက်ဆံကမမြဲဘူးတဲ့ဒါကြောင့် ကြိုက်တယ်လို့ငါနေလို့ရတယ်ကြိုက်တယ်လို့ငါလုပ်မယ်နေလုံးနဲ့မဆိုင်ဘူးဆိုတဲ့လူတွေကလေတကယ်တမ်းကျတော့ဖခင်ရဲ့အုပ်ချုပ်မှုအားနေနေတာဖခင်ရဲ့အလိုတော်ဝန်ခံဖို့အားနေနေတဲ့လူတွေဖြစ်တယ်ညီကိုမောင်မတို့ဖခင်တကယ်အလိုတော်နဲ့တကယ်သွာလာတဲ့လူတွေကလေသူ့စာနာမဟုတ်တော့ဘူးကိုတော်စာနာဖြစ်သွားပြီလေခုတည်အောင်ဖရဲဆလောငါအလိုမဟုတ်တော့ဘူးကိုတော်အလိုတော်ငါစားချင်တာမဟုတ်တော့ကိုတော်စားစီချင်တဲ့အရာနောက်ကပတ်တော့ဘာပြောလဲ သူတပါတိမိလဲစရာဖြစ်မဲ့အစားတောက်ဆိုရင်လေသူတို့ရှေ့မှာမစားနဲ့လို့တောင်ပြောထားတယ်တော့သူတပါတိမိလဲစရာဖြစ်မဲ့အဝတ်စားဆိုရင်ယေရှုမမြင်မဲ့အဝတ်စားဆိုရင်မဝတ်တာကနှုတ်ကပတ်တော်နဲ့အညီဆုံးပဲအာမင်ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့အကူအမကကျွန်တော်တို့ယုံကြည်သူတော်တော်များများကလိုအပ်နေတယ်ကိုဆန္ဒကဖခင်ဆန္ဒထက်ပိုကြီးနေတယ်ကိုလှုပ်ချင်တာကဖခင်လှုပ်စေချင်တာထက်ပိုကြီးနေတယ် ဖယားသွားစင်ချင်တဲ့နေရာတဲ့ကိုသွားချင်တဲ့နေရာပူကြီးနေတယ်ဒီကနေ့တမချန်းစာကကျွန်တော်နောက်မှလိုက်ဆိုပါတင်တို့သည်စားတော်၎င်းတောက်တော်၎င်းမြည်ဒီအမှုကိုပြုတော်၎င်းဖယားသခင်ဘုံတော်ကိုထောက်ပြီးပြုကြလောလောကီပုံတရံမဆောင်ကြနဲ့ကောင်းကင်ပုံတရံကိုဆောင်ကြလောအခုကကျွန်တော်တို့ကဘာလုပ်နေလဲ လောကီသားတွေလှုပ်တယ်လို့လိုက်လှုပ်ချင်တာအခုယုံကြည်သူတော်တော်များများအင်္ဂလိပ်တွေအင်္ဂလိပ်ယုံကြည်သူတွေကြားထဲမှာအရန်ပေါ်ပူလာဖြစ်တဲ့မကောင်းတဲ့အရာတစ်ခုကျွန်တော်ပြောပြမယ်နော်စိမင်ကြောင့်ထိုးတာတတူးထိုးတာနောက်ကပတ်တော်ကခွင့်ပြုမခွင့်ပြုကျွန်တော်မပြောလို့ဘူးနော်ဒါသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ပဲကျွန်တော်ထားလိုက်မယ်ဂျေဇုတော်ကာလမှာတားဆီးထားတာဘာမှမရှိဘူးဒါပေမဲ့ဖခင်ကစီကမ်းမဲ့တဲ့ဖခင်တော့မဟုတ်ဘူး ခင်မမပြောင်းလဲခင်တော့ထိုးထားတဲ့အရာကတော့ဖြည့်ရင်လဲအမာရွတ်ကတော့ကြာမှာပဲလေပြောင်းလဲပြီးလို့ထတ်ထိုးတယ်ဆိုတာကတော့ဖယားတကယ်ဝိညာဉ်တော်ဂျိန်ဂျိန်အောင်တဲ့အိမ်တော်ကိုဖြစ်စီရမရောက်ဘူးလားတပါဝအလှကိုဖြစ်စီနေတာမဟုတ်ဘူးလားဘယ်လောက်ဘယ်လှတဲ့အိမ်ဆောက်ဆောက် graffiti ဟိုပုံဆွဲတဲ့ကောင်တွေကအချိုးမြတ်မယူဘဲနဲ့လာဆွဲနေတာအိမ်ကပြတ်သွားတယ်လေတံပိုးတွေချသွားတယ်

။ hallelujah ။နေချင်လို့ဘုရားဆောက်ပေးနေတာ။ကိုကိုတိုင်ကဖြစ်စီတော်သူမဖြစ်ဖို့အရန်ပဲရေးချီးတယ်။ဒါကြောင့်နှုတ်ကပတ်တော်ကကျွန်တော်တို့လေခြေတော်လန်ထဲခြင်းတော်လန်တို့လိုက်ကြလို့လို့ပြောတာ။ခြေတော်လန်တို့လိုက်တော်သူများကြီးတဲ့။ခြင်းတော်လန်တို့လိုက်တော်သူနေကြီးတဲ့။ဒါပေမဲ့ခြင်းတော်လန်တို့လိုက်တော်သူဒီခမည်းတော်ထံတော့ရောက်မယ်တဲ့။လက်ခုပ်တီးအောင် praise the lord ။ ။ဒါကြောင့်လောကီပုံတရားမဆောင်ချနဲ့လောကီအရာတွေကိုမမက်မောကြပါနဲ့လို့ပြောနေတဲ့အရာကဖခင်ရဲ့ဘောင်ထဲမှာဝင်လာတဲ့အခါမှာလောကီအရာတွေထက်ကိုရောရဲ့အရာတွေကိုကျွန်တော်ကိုရောရဲ့အလိုတော်ကျွန်တော်ကိုရောခိုင်းတဲ့နေရာကျွန်တော်အဲ့ဒီဝန်ခံတတ်တဲ့စက်ကတ်တဲ့စီကံရှိတဲ့ကိုတော့အတွက်လက်ထောင်တတ်တဲ့အသက်တာကိုဘုရားကလိုချင်နေတာဒီခေတ် ကျွန်တော်နောက်မှလိုက်ဆိုပါကျမ်းစာကဘာပြောလဲဆိုတော့စိတ်နှလုံးကိုအသစ်ပြုတ်ပြင်၍ပုံတံပြောင်းလဲခြင်းတို့ရောက်ကြလောဒါနှုတ်ကပတ်တော်ပြောတာခင်များနဲ့ကျွန်တော်ဒီကဲတင်ချင်းရပြီးသွားပြီပြောင်းလဲပြီးသွားပြီဆိုရင်ဘာဖြစ်နေရမလဲပုံတံပြောင်းလဲနေရမယ်အရင်တော့ဘယ်လိုပဲနေခဲ့နေခဲ့ အရင်တော့ဘယ်လိုအသက်တာနဲ့ပဲရှောက်လန်းခဲရှောက်လန်းခဲခမည်းယေရှုရပြီဆိုရင်တော့ပုံတရံကထူးခြားနေရမယ်လက်ခုပ်တီးအောင် praise the lord အရင်တော့မတန့်ရှင်းခဲ့ဘူးဆိုရင်ယေရှုရလာပြီဆိုရင်တန့်ရှင်းခြင်းနဲ့ဆန္ဒရှိလာတော့မယ်အရင်တော့နော်အိုတိတ်ခါမရှိတဲ့တက်တန်နဲ့တွားနေတယ်ဆိုရင်ယေရှုရပြီးတဲ့ခါမှာယေရှုရဲ့မျက်နှာထောက်ပြီးတော့ငါတိတ်ခါရှိအောင်နေမယ်ဆုံးဖြတ်ချက်ချရတော့မယ် အဲ့ဒီအရာတွေကိုပြောနေလို့ဂျေဇူးတော်ကိုကျွန်တော်လွန်ဆန်ပြီးတော့ရှုတ်ချနေတာမဟုတ်ဘူးနော်ဂျေဇူးတော်ကကျွန်တော်တို့တွေ့လုံလောက်တယ်ဒါမဲ့ဂျေဇူးတော်အလွဲသုံးစားလုပ်ပြီးတော့ဖျားကိုခုတုံးလုပ်ပြီးတော့ကိုလှုပ်ချင်တာကိုလှုပ်ပြီးဖျားလှုပ်ခိုင်းတယ်လို့ပြောတဲ့လူကများတယ်လွတ်လပ်တိုင်းဖျားလို့တော့မဟုတ်ဘူးနော်ကြိုက်တယ်လို့နေတိုင်းဖျားလို့တော့မဟုတ်ဘူးနော် ထောင်တဲ့ရောက်လို့ဖခင်နဲ့မတဲ့တဲ့လူဖခင်နဲ့မမှန်တဲ့လူလို့မဆိုလိုဘူးနော်နောက်ကပတ်တော်မှာကြည့်ပေါ်လို့တီလာတို့ထောင်ထဲမှာရောက်ရတယ်သူတို့တခိုးလို့လားသူများသားသမီးကိုသူတို့ကနှိပ်စက်လို့တော့မဟုတ်ပါဘူးတမာတရားအတွက်သူတို့ထောင်ထဲမှာကြာသွားတာထောင်ကြတိုင်းခိုးလို့မဟုတ်ဘူးတတ်လို့မဟုတ်ဘူးထောင်မကြလို့လဲသူကောင်း လူကောင်းပုပ်ကိုကောင်းလို့လဲပြောလို့မရဘူးမိတ်ဆွေအပင်ကိုပါအဖြစ်သိရလဲလို့ပြောလဲ အသီးအဖျင်သိရတယ်။သင်ဘာအသီးတီးနေတယ်လဲ။သင်ဘယ်အရာတွေကိုပျော်မွေ့နေတယ်လဲ။သင်ဘယ်အရာတွေကိုချိုးမြိန်နေလို့ခံစားနေရပါတယ်လဲ။အဲ့ဒီခင်ဗျာအသက်တာမှာတီးလာတဲ့အသီးတွေကသင်ဟာဘယ်သူလဲဆိုတာမပြောစရာမလိုဘူးပေါ်လွင်စေမှာဖြစ်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ကကျွန်တော်အတိအလင်းပြောတယ်။လောကသားတွေနဲ့တူအောင်မကြိုးစားကြပါနဲ့။ မတူအောင်ကိုကျွန်တော်တို့ကိုတီးတန့်ခွဲဖယ်ထားတယ်တဲ့ဘုရားကအာမင်လောကီသားတွေနဲ့မတူအောင်ကျွန်တော်တို့ကိုတီးတန့်ရွေးကောက်ထားတာဘုရားကတီးတန့်ဖယ်ထားတာဘာအတွက်လဲသူ့ဘုံတော်အတွက်လက်ခုပ်တီးရ praise the lord ဘုံတော်အတွက်ပဲဖြစ်တယ်ကျွန်တော်တို့ဒီဖယားတခေလုံးတဲ့နေရာမှာကျွန်တော်ကျမတို့ဒီလောင်စာဖြစ်ဖို့ဘုရားခေါ်ထားတာအားပေးဖို့ ဖျားအတွက်သွန်လောင်းဖို့ဖျားအတွက်ရှိတဲ့ຢာနဲ့ယင်းနီးဖို့မြုံနံဖို့ຢာအတွက်ရတဲ့ခေါ်အားနဲ့ငွေရေးချင်းနဲ့စုတောင်းချင်းနဲ့ကိုကိုတိုင်းတွားချင်းအားဖြင့်ဖျားဘုံတော်ဘယ်လိုထင်ရှားမလဲဆိုတာကယေရှုရပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းရဲ့အတိတ်ပဲခါလေးချင်းကျွန်တော်တို့ရွေးရွေးချယ်စရာတွေအများကြီးရှိတယ်လောကမှာရွေးချယ်စရာတွေကြီးပဲဒီနေ့ဘာဝတ်မလဲဆိုတော့လေရွေးရတယ်ကျွန်တော်ရွေးလို့ဝတ်တာလေ ခင်ဗျားလည်းခုဝတ်လာတာခင်ဗျားရွေးလို့ဝတ်လာတာလေပြောနေတာကဖယားဘုံတော်ထင်ရှားဖို့ဆိုတော့သူ့အလိုလျောက်မလာဘူးရွေးချယ်ခြင်းပြုမှတ်လာမှာလက်ခုပ်တည်အောင် praise the lord အလိုလိုခရိယာဖြစ်လို့ဖယားဘုံတော်ထင်ရှားတာမဟုတ်ဘူးပုံတံပြောင်းလဲသောသူအားဖြင့်သာလျှင်ခရစ်တော်ဘုံတော်ထင်ရှားမှာဖြစ်တယ်လောကီသားတွေနဲ့ကြွာချနေသောသူဖြစ်မှသာလျှင်ဘုံတော်ထင်ရှားမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့သိတော်က ုံမှန်အသိတော်မဖြစ်စေခြင်းဘူးထူးခြားနေတော့တင်တော်ဖြစ်စေခြင်းလေရေဘုရသွားနေတဲ့ဘာသာရေးအသိတော်မဖြစ်စေခြင်းဘူးထူးခြားနေရမယ်ကျွန်တော်တို့ရဲ့ထူးခြားမှုဝတ်စုံဟောပလေးကိုတွေးလိုက်ပြီဆိုရင်အပြာရောင်ဝတ်တယ်ဒါပလေးပဲချက်ချင်းသိတယ်မိသက်အိုးအပြာရောင်ချက်ချင်းသိတယ်စစ်သားအစိမ်းရောင်ချက်ချင်းသိတယ်ဥပမာအဖြစ်အော်တရားသူကြီးတွေရှေ့နေတွေခေါင်းပေါင်းတဲ့ချက်ချင်းသိတယ်မဟုတ်ဘူးလား အလုတ်သမားတွေချက်ချင်းသိတယ်သူတို့ဝတ်စုံနဲ့ကြည့်လိုက်ရင်အ ਨੇ အမြတော့ခတ်မှလို့ရတယ်ခင်ဗျာจิตသားစေယုံမှလို့ဖို့တော့မှကြီးကျယ်သလားမမင်းနဲ့လက်စွတ်တွေမရဘူးနကတ်တွေမရဘူးလက်စွတ်တွေမရဘူးအေးမက်ကပ်လည်းမရဟုတ်ဟိုမှာမောင်မောင်ကဘာမေကဘာပြိုင်ဖို့သွားတာမှမဟုတ်တာအလှပြိုင်ဖို့သွားတာမဟုတ်လေနော်မက်ကပ်လည်းမရဘူး ပြောချင်တာကခင်မလောက်ချင်တယ်ဆိုရင်လှုပ်လို့မရအောင်လားရတယ်ဒါမဲ့မနေ့ပြန်ခင်မလာမှာမဟုတ်တော့ see you ရှိတော့ please don't come again ဒါပဲကျွန်တော်ပြောချင်တာကစိတ်သားစိတ်ယုံမှာတောင်မှကိုဝှက်ချင်တယ်လို့ဝှက်လို့မရဘူးမိတ်ဆွေကိုလိမ့်ချင်တယ်လို့လိမ့်လို့မရဘူးမိတ်ဆွေဖယားနိုင်ငံတော်မှာအသက်ရှင်ချင်တယ်ဆိုရင်ပို့ပြီးတော့ မမြင်ဘူးလားအာမင်ပို့ပြီးတော့မချီးကျယ်ဘူးလားဘာဖြစ်လို့ကျွန်တော်တို့ဖျားသခင်ရဲ့ standard ဖျားရဲ့စာနမူနာကိုစိတ်သားစိတ်ယုံလောက်တန်မိုးမထားကြတာလဲကြိုက်တယ်လို့နေမယ်ကြိုက်တယ်လို့စားမယ်ကြိုက်တယ်လို့ဝါမယ်ကြိုက်တယ်လို့တောက်မယ်လုံးလို့ရတာဟုတ်ပါတယ်မှန်ပါတယ်ခင်ဗျောက်ဘယ်သူမှတားလို့မရပါဘူး ခင်ဗျားတောက်ချင်နေဆိုလည်းဘယ်သူမှတားလို့မရခင်ဗျားလှုပ်ချင်နေဆိုလည်းလှုပ်လို့ရပါတယ်လောင်းကစားလှုပ်လို့လည်းရပါတယ်လှုပ်လို့မရဘူးလို့ဘယ်သူမှခင်ဗျားတားနေတာမဟုတ်အစိုးရကိုယ်တိုင်ကခွင့်ပြုချက်ပေးထားတာပိုက်ဆံရှိလှုပ်လို့ရတယ်ဒါမဲ့ကျွန်တော်ပြောချင်တာကလှုပ်လို့ရတိုင်းဖခင်လှုပ်စေချင်တာမဟုတ်ဘူးစားလို့မရဘူးလားရတယ်လေဒါမဲ့စားလို့ရတိုင်းကိုခန္ဓာနဲ့တဲတာမဟုတ်ဘူးဆရာတယောက်ကပြောတယ် စားကျင်တာစားရင် နော်မစားကျင်တာတွေစားရမယ်အခုချိန်ကလေးကမစားကျင်တာပုံမှန်စားရင်နောက်ဆိုရင် စားကျင်တာစားလို့ရမယ်တဲ့အခုချိန်မှာကြိုက်တဲ့လောက်စားရင်နောက်စေးဝါးတွေကိုထမင်းလိုစားရမယ်အခုချိန်မှာနော်ထမင်းကိုကြိုက်တဲ့လောက်မစားဘဲနဲ့စေးဝါးလိုသုံးဆောင်မယ်ဆိုရင်နောက်စေးဝါးသုံးဆောင်ဆရာမလိုတော့ဘူးအဲ့လိုပြောတာ ဆိုလိုတာကကိုကိုခန္ဓာထဲမှာဝင်တဲ့အစာတောက်တွေကကိုကိုခန္ဓာအတွက်စိတ်တောက်ဖြစ်နေတဲ့အရာတွေတိတိကျကျနဲ့ဝင်ခံနေတယ်ဆိုရင်အဝင်ခံနေတယ်ဆိုရင်အဲ့ဒီဆိုးကျိုးကဘယ်ကိုသွားမှာလဲကိုခန္ဓာထဲမှာပဲသွားမှာပေါ့ကျွန်တော်ပြောတာဒါဆိုရင်ကြိုက်တယ်လို့စားဖို့မဟုတ်ဘူးတင့်တော်တယ်လို့စားဖို့ဖြစ်တယ်အာမင်ခါလေးချက်ကိုမကြိုက်တဲ့အခါတွေလည်းစားရမယ် အမျိုးသမီးတွေအာမင်ထူးပါကိုမကြိုက်တဲ့အချိန်တွေလေးစားရမယ်အာမင်ထူးပါအခုကျွန်တော်တို့ကြိုက်တာပါလေအချိုပဲကြိုက်အချိုပဲအချိုနဲ့အငံလုံးဝကိုခန္ဓာနဲ့မတည့်တဲ့ຢာကအချိုနဲ့အငံပဲဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးကချိုချိုနဲ့ငံငံပဲဒါပေမဲ့တည့်တလားဒါကြောင့်ယောဂပွားတာပေါ့ယောဂတိုးတာပေါ့ဒီကနေ့ ယေရှုခရစ်တော်နောက်လိုက်လာတဲ့အခါမှာဂျေဇုတော်အောက်မှာကြိုက်တလို့နေလို့မရဘူးမဟုတ်ဘူးနော်နေလို့ရတယ်ဘုရားကတရားမစီရင်ဘူးနေလို့ရတယ်ဆိုတိုင်းနေဖို့ဘုရားအလိုတော်ရှိလားမရှိဘူးတမာတရားနဲ့ထိုးချိန်ပြီးတော့ဘုန်းတော်ထင်ရှားမလားဘုရားဘုန်းတော်ရှုတ်ချစရာဖြစ်မလားဒါကပြည့်ညတရားလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ပြည့်ညတရားလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးဝတ်သားစားလို့ရတယ်မစားခြင်းလည်းမစားနဲ့ ကော်ဖီလေးတောက်လို့ရတယ်မတောက်ချင်လည်းမတောက်နဲ့အဲ့ဒါခင်များရဲ့ဆုံးဖြတ်ချက်ပဲဒီနေ့ဖယားသခင်ဒီစီကံရှိတော်ဖယားဖြစ်တယ်လက်ခုပ်တီးအောင် praise the lord ဖယားသခင်ဒီစံပေးတန်ရှိတော်ဖယားသခင်ဖြစ်တယ်ဖယားသခင်မှာနေရာမှရှိတယ်ဂုံတတိပေါ့ဖယားသခင်ရဲ့ဂုံတတိတွေဘာတွေဖြစ်မလဲတန့်ရှင်ခြင်းဖြစ်တယ်ဖယားရဲ့ဂုံတတိက မုံမြင့်ခြင်းဖြစ်တယ်။နူးညံ့တိမ်မွေ့ခြင်းဖြစ်တယ်။ချစ်ချင်းမေတ္တာဖြစ်တယ်။ခွင့်လွတ်ခြင်းတွေဖြစ်တယ်။ဒါရက်ဖရားရဲ့ဂုံတတိတွေဖြစ်တယ်။အဲ့ဒီအရာတွေကိုကျွန်တော်တို့ကမလုံချင်ရင်လည်းမလုပ်ရမလဲ။လုပ်ရမှာ။အဲ့ဒါဖရားလိုတော်လိုက်ခြင်းလို့ခေါ်တယ်။ကျွန်တော်ကတာခုံတာတွေကျွန်တော်ကိုယ်တိုင်လုပ်ပါတယ်။ဝိညာဉ်တော်လှုပ်ရှားရင်အကန့်အသတ်မရှိကျွန်တော်လက်ခံတယ်။ 咱们感情好，人没五年三年，莫可能。阿门。五年三年说拉巴嘞，怕呀么啥事情么啥的，不会的五年了呢，多拉黑了点嘞。怕呀么不要事情么不要的，不会的五年了不会的点嘞。怕呀么没事的么没的，不会的五年了不会的点嘞。你看嘞，怕呀，不能退下么说了吧？怕呀，不能退下么退下来说别吧？好吧？ ဖယားနာမရှုပ်ချစရာဖြစ်မယ်ဆိုရင်ဗဇက်ပိတာကဖယားဘုရောထင်ရှားဖို့ပဲတိကောတဆေကနေအခန်းကြီးတဆေ31ကနေ33ကျွန်တော်နောက်မှာလိုက်ဆိုပါနှုတ်မထိုးပေးပါတေတို့သည်စားတော်၎င်းတောက်တော်၎င်းမြည်သည့်အမှုကိုပြုတော်လေ၎င်းဖယားသခင်ဤဘုန်းတော်ကိုထား၍ခတ်သိမ်းသောအမှုကိစ္စတို့ကိုပြုကြလောလူများတို့သည် ကဲတင်ချင်းတို့ရောက်စိတ်တော့ငါငါဒီကိုအချိုးကိုမရှာပဲသူ့အချိုးကိုရှာ၍ခတ်သိမ်းသောလူတို့ဤအလိုသောအယားယာ၌လိုက်သည်နီးတူတင်းတို့သည်လည်းယူဒလူဟေလတလူဖျားသခင်အသင်းတော်ဝင်သူတို့၌ထီမိ၍လဲเสียကြောင်းကိုမပြုတ်ပဲအသက်ရှင်ရမယ်ဒါကြောင့်ဒီကနေ့ကိုစားတာကိုတောက်တာကိုပြောတာဒီကိုဘေးမှာရှိတော်သူတထီမိလဲเสียဖြစ်ရင်ဖျားဘုံတော်မထင်ရှားဘူး ကိုယ့်ရဲ့သက်တာတွေသူ့အတွက်ကောင်းကြီးဖြစ်ဖို့ဘုရားကသူနဲ့မိသားရဖွဲ့ခွင့်ပေးနေတာဖြစ်တယ်။ဟာလေလုယာကျွန်တော်မြဲတမ်းမိတ်ဆွေတို့ကို ပြောပါတယ်။ဒီနေ့တွေ့ရတဲ့တည်ငါကအတန်ဖိုးကြီးဆုံးဖြစ်တယ်။တန်ဖိုးထားကြပါ။တပက်ခါဆရာတို့ဆုံကြမလားဆိုတာဘုရားလက်တော်ထဲမှာပဲရှိတယ်။ဒါကြောင့်ဒီနေ့တွေ့တဲ့လူကိုနောက်ဆုံးတွေ့ရတယ်လို့နှုတ်ဆက်ပါ။စကားပြောပါ ဘာဖြစ်လို့လဲနှုတ်မဆက်ဘဲနဲ့ထွက်ခွာတဲ့လူတွေမြောင်းများစွာရှိတယ်နှုတ်မဆက်လိုက်ဘဲနဲ့ထွက်ခွာမဲ့လူတွေဘယ်သူလဲဆိုတာကျွန်တော်ကိုယ်တိုင်လည်းဖြစ်နေတယ်ခင်ဗျားကိုယ်တိုင်လည်းဖြစ်နေတယ်ဒီနေ့ဆက်ပြောချင်တာကတရက်တရက်အသက်ရှင်ရတဲ့ခွင့်ဒီဖယားဘုံတော်ထင်ရှားဖို့ပဲဖြစ်တယ်ဆိုတဲ့နှလုံးသားနဲ့အသက်ရှင်ဖို့ကျွန်တော်ပြောတာပါအာမင်ဖះเจ้าတက်ဖို့ခေါ်နေစရာလူသေးတယ်ဆိုခင်ဗျာကိုကိုစဉ်းစားပါအလူငွေထဲ့ဖို့အားပေးနေရတော့မယ်ဆိုရင်တော့ ကိုကိုကိုစဉ်းစားပါဝစ်စားကောင်းစားဝတ်တာဘာမှပြဿနာမရှိပေမဲ့မတစ်မလျော်လောက်တဲ့အထိဝတ်လာစားလာတာတော့ကိုကိုကိုချင်းချင်းပါနော်ဒါကြောင့်ယဉ်ကျေးခြင်းဆိုတာကပုံတက်တေကောင်းပြခြင်းပေါ်မှာမူတည်တဲ့ခါမှာဖယားသခင်ကငါသည်ချစ်ခြင်းဖယားဖြစ်တယ်ချစ်ခြင်းမေတ္တာဖယားသခင်ဖြစ်တယ်ဆိုတာအလကားပြောနေတာမဟုတ်တားတော်ကိုပေးခြင်းအဖြစ်တက်တေထူတယ်ဒီနေ့သင်တဲ့ကျွန်တော်ဒီယေရှုကိုရှိတယ်ဆိုတာဘယ်မှာလဲ ပုံတက်တေကောင်းပုံတံပြောင်းလဲခြင်းအားဖြင့်လောကီသားတွေနဲ့မတူဘူးကွာဒီမိမဒီယောက်ျားကဒီ James C သားတွေက James C သူတွေက James C အတင်းသားတွေအတင်းသူတွေကငါတို့တွေဘာဖြစ်လို့မတူတာလဲတမူထူးခြားနေတယ်ဆိုရလောက်တဲ့အထိတခြားမယုံကြည်သူတွေတခြားလူတွေကတတိထားမိလောက်တဲ့အထိခရစ်တော်ရဲ့စာတွေဖြစ်ဖို့စာအုပ်တွေဖြစ်ဖို့ဖျားရှင်ရောက်စေတိုင်းကောင်းချီးပေးပါစေ။ လက်ခုပ်တီးပြီးတော့အားလုံးမတည့်ရကြပါဆိုကျေးဇူးများတင်တယ်